ဖះရှိခိုးပြီဆိုလို့ရှင်ကိုနဖူးကကြမ်းမော်တိုက်နေတာဖြစ်ပေမဲ့လို့ဖះရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကချိန်မှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင် ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသမျိုးကိုမှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလဲဆိုရင် စိတ်ဟာခြင်နှုမှု ဖြစ်လာမယ်။ပြိနိဗ္ဗာန်သံမိတာဖះရပဲဖြစ်စေတတ်တော်ထေရဖះရရှင်မှာပဲဖြစ်စေ တိတ်ထန်တေနေပုတေစေဝတမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်။တတော်ဒီရှားမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေပြိနိဗ္ဗာန်စံပြီးမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေစိတ်တချင်းတူညီစွာထားပြီးတော့ရှိခိုးနိုင်လို့ရှိရင်တမေစိတ်တေတမံဖလံစိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်အော်ခရရှိခိုးပြီဆိုရင်မျက်မျက်နှုံးတို့ယင်ထဲမှာနှလုံးသွင်းပြီးမှရှိခိုးမယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကအကျိုးပေးလိုက်တာ တမန်ဘောက်စိတ်ပေါက်ပေါက်ပြီးတော့ထားပါတဲ့လူရဲ့ကုသိုလ်နဲ့တော့ရှင်းလို့ရပေါ့အဲ့ဒါကိုတတိထားဖို့လိုတယ်လောကလူတွေကအကျိုးတရားကြတော့ကောင်းစားရခြင်းသို့သောလှုပ်ဆောင်မှုပါကောင်းစားဖြစ်ပါအကျိုးတရားကောင်းစားရနိုင်တယ်လို့မှတမန်လို့ရင်တော့တမန်ဆင့်မရအလက်တန်းစားလို့ရင်လက်တန်းစားဆင့်မရအဲ့တော့ကိုယ့်ဘုအကောင်းဆုံးရခြင်းနဲ့ဆိုရင်ကောင်းဆုံးပြောင်းလို့ကြရမယ်ဆိုတာကိုတော့အတိတရားရှိထားဖို့လိုအပ်တယ်ပေါ့နော်